တခါတုန်းကအယန်းကိုကြီးကျယ်ခမ်းထားတဲ့နန်းတော်ကြီးတစ်ခုရှိတယ်။ဝနဆိုတဲ့ကောင်းလေးကတော့အချုပ်ခန်းတစ်ခုရဲ့ရှေ့မှာမတည့်ရဲနေပါတယ်။အချုပ်ခန်းထဲမှာလှပတဲ့ကောင်းမလေးတယောက်ကိုတွေ့လိုက်ရတယ်။ကောင်းမလေးကသူမရဲ့ခေါင်းကိုဒူးပေါ်တင်ထားပြီးတော့တောက်လျှောက်ကိုငိုနေခဲ့ပါတယ်။ဝနကအဲ့ဒီကောင်းမလေးကိုကြည့်ပြီးတော့မေးလိုက်တယ်။မင်းကဘာလုပ်လဲ။ဘာကြောင့်ဒီလောက်ငိုနေရတာလဲ။ အဲ့ဒီမိန်းကလေးဟာခေါင်းကိုမော့ကြည့်လိုက်တယ်။ဝနာကသူမရဲ့လှပတဲ့မျက်နှာကို မြင်လိုက်တာနဲ့အံ့ဩသွားပြီးတော့မျက်လုံးမှာပြူးထွက်သွားတဲ့။ကျမနာမည်ကတန်နာပါ။ကျမကဘိုင်ယန်နတီပီရဲ့မင်းသမီးလေးပါ။ကျမကိုဒီမှာမော့စရာတယောက်ကချုပ်ထားတာပါ။နောက်ရက်ပိုင်းလောက်ကျရင်တော့သူကျမကိုတက်ပြီးတော့ရစ်ပူဆုံးမှာပါ။ကျမကိုဒီကနေခေါ်သွားပေးပါလား။"ဟိုတန်နာမင်းမကြောက်နဲ့" ငါမင်းကိုဒီကနေထုတ်ပေးမယ်။အဲ့ဒီချိန်ဝနာရဲ့နားထဲမှာလူတယောက်ရဲ့ရေသံအကြဲကြီးကို ကြားလိုက်ရတယ်။ရုတ်တရက်ဝနာရဲ့မျက်လုံးပွင့်သွားပါတယ်။တကယ်တော့သူကအိမ်မက်မနေခဲ့တာပါ။အဲ့ဒီချိန်မှာဝနာရဲ့အမေကရောက်လာပြီးတော့ပြောတဲ့။နေ့လေအချိန်အောင်ရောက်နေပြီ။မင်းကအခုမှထရည်လား။လေခွင်းထဲကိုမသွားတော့ဘူးလား။အမေကျွန်တော်ဟိုအိမ်မက်ကိုမတ်တာ၃ခါရှိပြီ။ အိမ်မက်တစ်ခုတည်းသုံးကမတားမဖြစ်နိုင်ဘူး။ဒါနင်းနဲ့နင့်အိမ်မက်ခီးကဘဲတော့မှပြီးမှလဲ။အိမ်မက်ကအိမ်မက်ပဲဒါကိုယ့်ရဲ့အိမ်မက်ကိုအရန်မတွေးပါနဲ့။အမေရဲ့စကားနားထောင်ပြီးတော့ဝနာကအပြင်ကိုထွက်သွားပါတယ်။လဲခွင်းနဲ့သွားပြီးတော့အလုံးလုံးနေပါတယ်။ဒါပေမဲ့သူ့အတွေးတွေက သူ့ရဲ့အိမ်မက်အเจ้าစီကိုပဲ ရောက်နေပါတယ်။ အဲ့ဒီချိန်မှာစိတ်တဘောထားကောင်းတဲ့လေကွက်ပိုင်ရှင်မြေတရေကရောက်လာပြီးတော့မေးတဲ့ဝနဘာဖြစ်တာလဲမင်းအလုံးလုံးနေတာစိတ်မပါတယ်လို့ပဲဒီလိုဆိုရင်တော့မင်းဒီနေ့နားလိုက်လို့ရတယ်နော်ဘာကြောင့်လဲဆိုတော့မင်းအလုတ်ကဒီမှာလုံနေပြီမင်းအတွေ့တွေက အခြားနေရာကိုရောက်နေတယ်ဒီလိုနဲ့ဝနကသူ့ရဲ့အိမ်မက်အကြောင်းကိုပြောပြရင်လေရှင်ကျွန်တော်အိမ်မက်တစ်ခုတည်းကိုတုံးလာမှတ်နေတယ် ဲ့ဒီအိမ်မက်ထဲမှာမင်းသမီးတယောက်ကသူ့ကိုကဲထုတ်ပေးဖို့ပြောနေတာဗျအဲ့ဒီတော့မင်းအိမ်မက်ကိုဘလို့တင်လဲမပြောရဘူးဗျာစိတ်ထဲမှာတော့တနေရာရာမှာမင်းသမီးတယောက်ယောက်ကမော်စရာရဲ့အချုပ်ထဲမှာအပိတ်ခံထားရတယ်သူကအကူအညီလှမ်းတောင်းနေတာဖြစ်နိုင်တယ်လဲရှင်ဟာဝနရဲ့စကားကိုတရားစဉ်းစားလိုက်ပြီးတော့ငါတို့ရွာထဲမှာတော့ဒေါ်မြအမိနဲ့အဖွားကိုတယောက်နေတယ် သူကအိမ်မက်တွေအကြောင်းကိုအကုန်သိတယ်။ငါကြားဘူးတာတော့ဒေါ်မြစီကိုဘယင်းနဲ့မင်းကြီးတွေကတောင်မှလာပြောလို့ရှိကြတယ်တဲ့။ဒေါ်မြသူတို့အိမ်မက်ရဲ့အတိတ်ဝယ်ကိုပြောပြပေးတယ်။ဒေါ်မြစီလာတဲ့သူတိုင်းကလည်းလက်ခံကြတယ်။မင်းဒေါ်မြကိုတစ်ခါလောက်တွေ့တွေ့ကြည့်ပါလား။ဟုတ်လားကောင်းလိုက်တာဗျာ။ကျွန်တော်ဒီညနေပဲဒေါ်မြကိုတွေ့တွေ့လိုက်ပါမယ်။ဒီအိမ်မက်အကြောင်းကိုလည်းတေချာပြောပြလိုက်မယ်ဗျာ။ ဝနာကအဲ့ဒီညနေမှာပဲဒေါ်မြအိမ်ကိုသွားတွေ့ပါတယ်။သူ့အိမ်မက်အကြောင်းကိုလည်းပြောပြပြီးတော့အဘွားပဲကျွန်တော်ကိုဖြေပေးပါ။ဒီအိမ်မက်ကိုပဲဘာကြောင့်ခဏခဏမက်နေရတာလဲဗျာ။ဒေါ်မြကဝနာကိုကြည့်ပြီးတော့ပြန်ပြောပါတယ်။မင်းပထမဆုံးချိန်အိမ်မက်မက်တွန်းကနောက်နှစ်ခုနဲ့မတူတာဘာမြင်ခဲ့လဲ။ဝနာကတေချာစဉ်းစားရင်းနဲ့ ျွန်တော်ဒီအိမ်မက်ကိုပထမဆုံးမြင်တော့ကအပင်ကြီးတစ်ခုကိုမြင်နေသူ့ရဲ့အကိုင်းတွေကမြေကြီးကိုထိနေခဲ့တယ်။ရုတ်တရက်အချုပ်ခန်းပြင်ကိုရောက်သွားတယ်။အဲ့ဒါပြီးတော့နောက်နှစ်ခါပြန်မတ်တယ်။အဲ့ဒီအိမ်မက်တွေမှာမင်းသမီးရဲ့အချုပ်ခန်းအပြင်မှာရောက်နေတာပဲမြင်မတ်တယ်။အိမ်မက်ကငါတို့ကိုအများကြီးပြောပြပေးရဲ့မင်းအိမ်မက်ကရိုးရိုးတာမန်မဟုတ်ဘူး။မင်းမိကွန်းရဲ့ဖြေကို အကိုင်းတွေက မြေကြီးထိနေတဲ့အဲ့ဒီတစ်ပင်ကြီးစီကနေပဲရှားလိမ့်မယ်။မင်းရဲ့အဲ့ဒီအပင်ကိုရှားရမယ်။မင်းရဲ့ကံတွေပွင့်သွားနိုင်တာလည်းဖြစ်နိုင်တယ်။ဒါပေမဲ့ကျွန်တော်ကအဲ့ဒီပင်ကိုဘလို့ရှားရမလဲဗျ။ရှားတော့ရှားရမယ်ကွ။ဘာမှမစိုးစားရင်တော့ဘာမှရှားမှာမဟုတ်ဘူး။ဒေါမြစကားနားထောင်ပြီးတော့ဝနာကထွက်သွားပါတယ်။ပြီးတော့နောက်တနေ့ကစပြီးတော့သူဟာတော်ရဲသွားပြီးတော့အပင်ကြီးကို လိုက်ရှာပါတယ်။ ခုနှစ်ရက်ဆက်တိုက်ရှာပြီးတဲ့နောက်မှာတော့ရုတ်တရက်တော်ရဲမှာအိမ်မက်သေးကပင်ကိုတွေးလိုက်ပါတယ်။ဝနာကအဲ့ဒီပင်ကိုမြင်တော့အံ့ဩသွားပြီးတော့"အိုးဒါကအိမ်မက်သေးမှာမြင်ခဲ့ရတဲ့တစ်ပင်နဲ့တပုံးစံနဲ့ပဲ"သူဟာအပင်နားကိုတွားလိုက်ပါတယ်။အနားရောက်တော့ဝနာကအပင်ရဲ့အရှိအနောက်နဲ့မြောက်ဘက်မှာတေကိုင်းအကြီးကြီးရှိနေတာမြင်လိုက်တယ်။အဲ့ဒီတေကိုင်းတွေက တုန်လွန်းလို့လူတယောက်အေးအေးဆေးဆေးတက်ပြီးတော့လမ်းလျှောက်နိုင်ပါတယ်။ ဝနာကဒီတက်ကိုင်းတွေကိုကြည့်ပြီးတော့တန်တော်နဲ့ပြောတဲ့ဒီတက်ကိုင်းကရမ်းကိုထူးဆန်းတာပဲအဝေးကနေကြည့်ရင်တောင်မှတက်ကိုင်းနဲ့မတူရဲနဲ့ရွာအဝင်လမ်းကျနေတာပဲတခါတော့တော့တက်ကြည့်တဲ့နဲ့ဝနာကတက်ကိုင်းသုံးခုကိုတေချာကြည့်ပြီးတော့ဘယ်ရက်ကိုအရင်ဆုံးတွားရမလဲအရှိဘက်ကအကိုင်းဘော်ကို အရင်တက်လိုက်မယ်သူဟာအရှိရက်ကတက်ကိုင်းဘော်ကို တက်လိုက်တယ် သူတကိုင်းပေါ်နင်းနေပဲတက်ရသေးရနဲ့ရုတ်တရက်ခေါင်းနဲ့ရံမူးလာပါတဲ့နောက်တစ်စက္ကန့်မှာပဲသူ့ကိုယ်သူတိုင်းပြည်တစ်ခုရဲ့ရေကန်အနားရောက်နေတာကိုတွေ့လိုက်ရတယ်။သူဟာအံ့ဩသွားပြီးတော့ရေရွတ်နေမိတော့တာပေါ့။ထူးဆန်းလိုက်တာငါဒီကိုဘလို့ရောက်လာတာလဲ။ငါကအပင်ရဲ့အရှိတ်ဘက်ရက်ကိုတွားနေတာပဲ။အဲဒီချိန်မှာပဲလူတယောက်ရေနစ်နေတာကို သူဟာမြင်လိုက်တယ်။အဲဒီနေရာမှာရက်နေတဲ့လူတွေက သူ့ကိုကဲမဲစားရက်ကြည့်နေကြတဲ့ဝနာကလူတယောက်ငါသွားပြီးရောပြောလိုက်တယ်။မင်းကလူထူးစမ်းမယ်လူတယောက်ရေနစ်နေတာကိုကဲမဲစားမတ်တက်ရက်ပြီးရောပွဲကြည့်နေပါလား။အဲဒီလူကလည်းကြောက်ကြောက်နဲ့ဝနာကို ပြန်ပြောပါတဲ့။မင်းယူနေရလားဒီရေကန်ထဲမှာမိเจ้าအတွင်နဲ့ဆုံးတကောင်ရှိတယ်။သူကဘဒုကိုမှအလွတ်မပေးဘူး။ရေကန်ထဲသွားတာက ကိုယ့်အသက်ကိုပေးရတယ်အတူတူပဲ။ အဲ့ဒီချိန်မှာဝနာကရေကန်ရဲ့အနာမှာဒုတ်တချောင်းတွေးလိုက်တယ်။သူဟာအဲ့ဒီဒုတ်ကိုယူလိုက်ပြီးတော့ရေကန်ထဲကိုခုံချလိုက်ပါတယ်။အဲ့ဒီမှာမိချောင်းတစ်ကောင်ရောက်လာပြီးတော့ဝနာကိုစိုက်ကြည့်နေတယ်။ဝနာကချက်ချင်းပဲယူလာတဲ့ဒုတ်နဲ့မိချောင်းကိုရိုက်လိုက်ပါတယ်။မိချောင်းဟာချက်ချင်းပဲရောင်စုံအလင်းနဲ့အတူပြောက်ွယ်သွားတယ်။ဝနာဟာချက်ချင်းပဲအဲ့ဒီလူကို ရေကန်အပြင်ခေါ်ထုတ်လာပါတယ်။အဲ့ဒီမှာတော့အမျိုးသားတစ်ယောက်ပေါ်လာတယ်။ အခုနမိချောင်းပုံစံတွေကကျွန်တော်ပါကျွန်တော်ကဒီတိုင်းပြည်ရဲ့ဘရင်ပါဒါပေမဲ့ဒီကလူတွေကမိချောင်းပုံစံနဲ့စုံးတကောင်နေတယ်လို့ပြောကြတယ်သူတို့ကကျွန်တော်ကိုပဲစုံးထင်နေကြတာတကယ်တော့အချိန်အနည်းငယ်ကဒီကိုမော့ဆရာတယောက်ရောက်လာခဲ့တယ်သူကဒီနေရာတင်ပိုက်ချင်ခဲ့တာကျွန်တော်ကသူ့ကိုတိုက်တယ်သူကမော့ပညာနဲ့ကျွန်တော်ကိုမိချောင်းပုံစံပြောင်းလိုက်တာပဲ ဒါနဲ့ကျွန်တော်အချိန်အနည်းငယ်ကတစ်ကိုင်းတော်ကြီးတစ်ခုပေါ်တက်လိုက်တာရုတ်တရက်ခေါင်းမူပြီးတော့ဒီကိုရောက်လာတာပဲဗျငါနားလေပြီမင်းကလူလောကအကြောင်းပြောနေတာပဲဒါဒါလူပြည်မဟုတ်ဘူးလားမဟုတ်ဘူးဒါကအပင်ပေါ်မှာရှိတဲ့ဒုစက်နဲ့တိုင်းပြည်တစ်ခုပဲလူတယောက်ကမိချောင်းကိုမကြောက်ပဲတိုက်လိုက်မှာမော်စရာရဲ့မော်စွမ်းဟာပျောက်ကွယ်သွားမှာ မိเจ้าဆိုတာကငါ့ကိုပြောတာမင်းကတိုက်ခတ်ခဲ့တယ်လေမင်းကငါနဲ့ငါပြည်သူတွေကို ကဲပေးခဲ့တယ်ဒါကြောင့်ငါမင်းကိုအစွမ်းတစ်ခုပေးမယ်အဲ့ဒီအစွမ်းကမင်းမြင်ရမှာတော့မဟုတ်ဘူးခံစားလို့ပဲရမှာမင်းအဲ့ဒီအပင်စီထပ်ပြီးတော့သွားရမယ်ပြီးတော့အနောက်ရက်ကအခိုင်းပေါ်ကိုတက်ရမယ်အဲ့ဒီလူကဒီလောက်ပဲ ပြောရသေးတယ်။ဝနာကသူ့ကိုသူ အပင်အောက်ရောက်နေတာကိုတွေ့လိုက်ရတယ်။ထူးဆန်းလိုက်တာ ခုနကမြင်ခဲ့တာကအိမ်မလားတကယ်လားအနောက်ဘက်ကအကိုင်းကို တက်ကြည့်လိုက်တာကတေချာသိရမှာပဲဝနဟာနောက်ရက်ကတေကိုင်းတုပ်ပေါ်ကိုတက်လိုက်ပါရဲ့သူကတေကိုင်းပေါ်နင်းနေပဲတက်ရသေးပြီမယ်ရုတ်တရက်ခေါင်းနေအရင်မူးလာပြန်နေနောက်တစ်စက္ကန့်မှာပဲသူ့ကိုသူ နောက်ထပ်တိုင်းပြည်တစ်ခုကိုရောက်သွားတာသိလိုက်ပါရဲ့အဲ့ဒီတိုင်းပြည်ကမင်းမောင်နေပါရဲ့အဲ့ဒီမှာတော့အဘွားတို့တယောက်ကထိုင်ပြီးတော့ငုံနေတယ် ဝနားကဘွားကို ကြည့်ပြီးတော့ပြောလိုက်ပါတယ်။အဘွားဘာဖြစ်လို့ငိုနေရတာလဲ။ဘာကြောင့်လဲ။ဒါလေငါတို့တိုင်းပြည်ရဲ့ဘရင်ကိုမိစ္ဆာနှကောင်ကဖမ်းချုပ်ထားတယ်။မိစ္ဆာကကြားပုံစံနဲ့စောင့်နေတယ်။ဘရင်ကြီးမလွတ်မချင်းတိုင်းပြည်တစ်ခုလုံးမှောင်မဲနေမှာ။ဗျာဒီတိုင်းပြည်မှာအဲ့ဒီမိစ္ဆာကို တိုက်နိုင်တဲ့သူဘယ်သူမှမရှိဘူးလား။မရှိဘူးကွယ်။ ကြားပုံရံနဲ့မိစ္ဆာကိုလူတယောက်ကပဲတိုက်နိုင်တယ်တဲ့။ဒါနဲ့ဒီမှာလူမနေကြဘူးလား။အပွားကိုလည်းလူပုံစံလိုပဲမြင်နေရတယ်လေ။လူတွေကလူပြည်မှာနေကြတယ်။ဒါကအပင်ပေါ်မှာရှိတဲ့ဒူးဆက်နဲ့တိုင်းပြည်တစ်ခုပဲ။ဒါဆိုအဲ့ဒီကြားပုံရံနဲ့မိစ္ဆာကိုဘယ်မှာတွေ့ရမလဲပြောပြပေးပါ။ကျွန်တော်သူ့ကိုတိုက်ခိုက်မယ်။အပွားကဝနာကို နိုင်ငူတခုနာ ခေါ်သွားပါရဲ့။ ဝနာကကြည်လိုက်တော့အထဲမှာလူတယောက်ကအကျုပ်ထဲမှာအပန်းခံထားရပါတယ်။နောက်ပြီးတော့အပြင်မှာကြားတကောင်တိုင်းနေတယ်။အဲ့ဒီကြားကရုတ်တရက်ဝနာကိုတိုက်ခိုက်ပါတယ်။ဝနာကကြားကိုနှိုင်းခုနှံရံပေါ်ပြစ်ဆောင်လိုက်ပါတယ်။အဲ့ဒီကြားကရုတ်တရက်မိစာပုံစံပြောင်းသွားပြီးတော့သူ့ရဲ့ခန္ဓာကိုယ်လည်းမီးလောင်သွားတဲ့တူးစန်းနဲ့ကြားတကောင်ကိုတော့တက်ပြစ်နိုင်နေငါးစီမှာဒီလောက်အားဘလို့ရှိလာတာလဲ။ ။ဒါကအခုနောက်ကဟိုထူးဆန်းတဲ့တိုင်းပြည်ကမင်းကြီးပေးလိုက်လို့ဖြစ်မယ်။သူပြောသလိုပဲမမြင်ရဘူး။ဒါပေမဲ့ငါခံစားလိုက်ရတယ်။ရုတ်တရက်အဲ့ဒီတိုင်းပြည်မှာအလင်းရောင်တွေပြန့်နှံ့သွားပါတယ်။အကျုပ်ခန်းတကားလည်းပျောက်သွားတယ်။အကျုပ်ခံရတဲ့လူကချက်ချင်းပျော့ပျော့ရှိရှိနဲ့ထွက်လာပြီးတော့ငါကဒီထူးဆန်းတဲ့တိုင်းပြည်ရဲ့ဘရင်ပဲ။ဒီမိစ္ဆာကကြားပုံစံနဲ့စောင့်ကြည့်နေတာမိငါ့ကိုကူညီပေးခဲ့တာပဲ။ ငါလဲမင်းကိုကူညီပေးမယ်။ငါမင်းကိုအစွမ်းတစ်ခုပေးမယ်။အဲ့ဒီအစွမ်းကမင်းမြင်ရမှာမဟုတ်ဘူး။ဒါပေမဲ့ခံစားလို့ရမယ်။မော်စီယာနဲ့တိုက်ခိုက်တဲ့အခါအဲ့ဒီအစွမ်းကိုလိုအပ်လိမ့်မယ်။မင်းဟာမော်စီယာနဲ့ရင်ဆိုင်ဖို့အတွက်အဲ့ဒီအပင်စီနောက်တစ်ခါထပ်ပြီးတော့သွားရမယ်။ဝနာကတခုခုမမေးလိုက်ခင်ပါပဲ။ဘယင်ကြီးရဲ့မျက်လုံးကနေရောင်စုံအလင်းနဲ့နေထွက်လာပါတယ်။ဝနာကလည်းအရင်ကတည်းကပို့ပြီးတော့အစွမ်းရှိလာတယ်လို့ခံစားရတယ်။ နောက်တစ်ဆက်ကမှာပဲဝနဟာအပင်အောက်ကိုပြန်ရောက်သွားပြန်နေသူဟာချက်ချင်းပဲမြောက်ဘက်အရက်ကတေကိုင်းဘော်ကိုတက်သွားတယ်။သူရုတ်တရက်မူးလဲသွားပြီးတော့အိမ်မက်တဲကအတိုင်းအချိုကန်းတစ်ခုရဲ့အပြင်မှာရက်နေလိုက်တယ်။အဲ့ဒီချိန်မှာဝနနားထဲမှာကောင်မလေးတစ်ယောက်ရဲ့ငူတန်းကိုကြားရတယ်။ဝနကအတန်ကြားရရက်ကိုအပြေးလွှားသွားကြည့်ပါတယ်။ခဏနေတော့သူကငူနေတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်တယ်။သူမဟာဝနကိုမြင်လာနဲ့တိတ်သွားပါတယ်။ ဝနာကလည်းအဲ့ဒီမိန်းကလေးကိုတေချာကြည့်နေပါတယ်။မင်းကငါ့အိမ်မတဲကမြင်နေသူပဲ။ကျမကျမနာမည်ကတန်နာပါ။ကျမငငယ်ရုံးကဆရာကြီးကအကူအညီလိုအပ်တဲ့အချိန်မှာစွမ်းအားကောင်းပြီးတော့သူတစ်ပါးကိုဖေးမတက်တဲ့လူစီမှာအကူအညီလှမ်းတောင်းနိုင်တဲ့ကာလာကိုတင်ပေးခဲ့တယ်။ကျမကအဲ့ဒီကာလာကိုတုံးနေခဲ့တာပါ။ပြောရမယ်ဆိုရင်တော့ကျမကပဲဒီတက်ပညာကတစင်အကူအညီလှမ်းတောင်းလိုက်တာပါ။ မင်းကဘသူကဖမ်းချုပ်ထားတာလဲ။ကျမကဘာယာနတိပြီးဘရင်ကြီးရဲ့တမီးပါ။ကျမတို့တိုင်းပြည်ရဲ့နှင့်အနေငယ်ကအမောစရာတရားကိုရောက်လာတယ်။သူကတိုင်းပြည်တွေကအပြစ်မဲ့ပြည်သူတွေကိုရစ်ပူဇော်တယ်။အဲ့ဒီကိစ္စကိုဘရင်ကြီးသိတဲ့အခါသူကအမောစရာကိုစော့ကားပြီးတော့မောင်းထုတ်လိုက်ပါတယ်။အမောစရာကဂလစားချီခြင်းနဲ့စိတ်ကြောင့်ကျမကိုဖမ်းပြီးတော့ဒီကိုခေါ်လာခဲ့တာပါ။အစာပိုင်းကတော့ကိုကိုကိုလူပြီကလိုင်ကူတစ်ခုမှပိတ်ခံထားရတယ်ပဲထင်ခဲ့တာ။ ပြီးမှခန်းစားမိတာကဒါကလူပြည်မဟုတ်ပဲဒူးစက်နဲ့တိုင်းပြည်တစ်ခုရဲ့ရောက်နေတယ်ဆိုတာပဲဒီမှာတော့ကျမကလွယ်ရင်ဘူးမှမရှိဘူးလေတန်နာကအဲ့ဒီလိုပြောနေတော့ရောင်စုံအလင်းနှန်းနဲ့မော်စရာရောက်လာတယ်သူကဝနာကိုစိုက်ကြည့်ရင်းနဲ့ပြောပါတယ်မင်းကဘယ်သူလဲမင်းရင်ပြောစမ်းမင်းကဘယ်သူလဲငါကမော်စရာတယောက်ပဲ မင်းကလူဖြစ်ပြီးတော့ဒီကိုဘလို့ရောက်လာတာလဲဒီမှာလူလဲမနေကြဘူးမင်းဒီကိုဘလို့ရောက်လာတာလဲဒီမင်းကူကိုဖြေဖို့မလိုအပ်ဘူးထင်နေငါတိတာကငါဒီမင်းကလေးကို မင်းရဲ့အချုပ်ထဲကနေအပြင်ကိုခေါ်သွားဖို့ပဲဒါကိုကြားပြီးတော့မော်စီယာက အကြဲကြီးထိုက်ရပါတော့တယ်မင်းကငါ့ကိုရှင်းနိုင်မယ်ထင်လို့လားငါဘလောက်ထိစွမ်းလဲသိမယ်မထင်ဘူးမင်းအပင်နာကဖျက်သွားရင်နဲ့ ဒီကိုရောက်တဲ့အကိုင်းပေါ်တက်လာမိတာနေမဲ့ဒါပေမဲ့မင်းမသိတာကအဲ့ဒီထူးဆန်းတဲ့အပင်ရဲ့အရှိနဲ့အနောက်မှာလဲနောက်ထပ်တိုင်းပြည်တစ်ခုကိုရောက်တဲ့တေကိုင်းတွေရှိတယ်။ငါအဲ့ဒီတိုင်းပြည်တွေကိုလည်းသိမ့်ပိုက်ထားတယ်။ဒါကိုကြားပြီးတော့ဝနာကအားလုံးကိုနားလဲသွားပြီးတော့ပြုံးရင်နဲ့ပြောတဲ့။ငါကပထမဆုံးအရှိရက်ကအကိုင်းမကိုတက်တာထူးဆန်းတဲ့တိုင်းပြည်တစ်ခုကိုရောက်သွားတယ်။ မင်းကအဲ့ဒီကမင်းကြီးကိုမိချောင်းပုံစံပြောင်းထားတာငါသူ့ကိုလွတ်အောင်လှုပ်ပေးလိုက်တယ်။သူကငါ့ကိုအစွမ်းနေပေးလိုက်တယ်။အဲ့ရပြီးတော့အနောက်ဘက်ကတဲကိုင်းပေါ်တက်လိုက်တယ်။အဲ့ဒီမှာထူးဆန်းပြီးတော့မှောင်မဲနေတဲ့တိုင်းပြည်တစ်ခုရောက်သွားတယ်။အဲ့ဒီတိုင်းပြည်ကဘရင်ကိုအကျုပ်ချထားပြီးတော့ကြားပုံစံမိစာကိုအဆောင်ထားခဲ့တယ်။ငါမင်းရဲ့ကြားပုံစံတငယ်ချင်းကိုလည်းရှင်းလိုက်ပြီးမင်းရဲ့တငယ်ချင်းကမီးလောင်ပြကြသွားတယ်။ ဲ့ဒီတိုင်းပြည်ကဘရင်ကလည်းအစွမ်းတစ်ခုငါ့ကို ပေးလိုက်တယ်။အဲ့ဒါတွေပြီးတော့မှငါဒီကိုရောက်လာတာပဲ။ဒီစကားကိုကြားတော့မော်စီယာကလုံးဝကိုဒေါသထွက်သွားတယ်။ဒါဆိုရင်အဲ့ဒီတိုင်းပြည်ကဘရင်တွေကသူ့ကိုအစွမ်းလူတယောက်ကိုပေးလိုက်တာနဲ့ငါ့ကိုရှင်နိုင်ပြီလို့ထင်နေကြတာလား။ဒီမှာငါဒီကိုမထင်မှပဲရောက်လာခဲ့တာ။ငါသူတို့စီကအစွမ်းနဲ့တောင်းခဲ့တာမဟုတ်ဘူး။မင်းကိုလည်းငါမသိဘူး။ငါဒီကောင်မလေးကို ခေါ်ထုတ်ဖို့အတွက် ငါရဲ့အိမ်မက်ကိုအဖေကိုတီးရဖို့အတွက်အပင်မော်ရောက်လာတာအဲ့ဒီဘရင်တွေစီကနေအစွမ်းနေမရခဲ့လေဒီကိုလာပြီးတော့မင်းနဲ့တိုက်မှာပဲဒီလိုစကားကြတော့မော်စရာကဒေါသကိုမထိန်နိုင်တော့ပဲရုတ်တရက်သူ့လက်ကိုဟိုဘက်ဒီဘက်လှုပ်နေတဲ့အဲ့ဒီချိန်ဝနာရဲ့မျက်လုံးကနေသူ့ဆန်းတဲ့အလင်းရောင်လေးထွက်လာပြီးတော့မော်စရာရဲ့ခန္ဓာကိုယ်ပေါ်ကျရောက်သွားတယ်မော်စရာရဲ့ခန္ဓာကိုယ်လည်းမီးလောင်သွားတဲ့သူမီးလောင်ပြကျသွားတာနဲ့ မင်းသမီးလည်းအချုပ်ခံထားရတဲ့တန်တကားကလည်းပျောက်ကွယ်သွားတယ်။သူကလွတ်လပ်ပြီးတော့အပြင်ကိုပြေးထွက်လာပါတယ်။အဲ့ဒီချိန်မှာဒူးဆန်းနဲ့အလင်းရောင်နဲ့ဘယင်ကြီးနှစ်ပါးကရောက်လာပြီးတော့ငါတို့ကိုကူညီဖို့လူတယောက်ရောက်လာမယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါကြောင့်မင်းကိုငါရဲ့အစွမ်းနီးပေးလိုက်တာ။ဟုတ်တယ်။တကယ်တော့အဲ့ဒီမော်စီယာကအပင်ပေါ်မှာရှိတဲ့တိုင်းပြည်တွေကိုတင်ပိုက်ပြီးတော့အုပ်ချုပ်ချင်တာ။ အရင်ဆုံးသူကသူ့ရဲ့မော်စွမ်းနဲ့အပင်မော်ကတိုင်းပြည်တစ်ခုကိုတိန်းနေ။ဒါကိုငါတို့ကညင်လိုက်တာနဲ့သူကဂလစားချီလို့စိတ်ကြောင်းမင်းတစ်ပါးကိုမိချောင်းပုံစံပြောင်းခဲ့ပြီးတော့နောက်တစ်ပါးကိုတော့အချုပ်ကန်းနဲ့ပိတ်လောင်ခဲ့တာ။ပြီးတော့အဲ့ဒီတိုင်းပြည်ကိုအမောင်ချလိုက်တယ်။မင်းရဲ့နေတဲ့နေရာလဲထူးဆန်းတဲ့တိုင်းပြည်တစ်ခုပဲ။အဲ့ဒီဘရင်ကအယုံပေးလိုက်တယ်။အဲ့ဒီမော်စီယာကတော့ဒီတိုင်းပြည်ကလူတွေအကုန်လုံးကိုရစ်ပူစောလိုက်တယ်။ အကြောင်းရင်းကတော့သူကထာဝရအသက်ရှိခြင်းလို့ပဲအကယ်၍သူသာဒီတိုင်းပြည်ကလူတွေကို ရစ်ပူစောပြီးရင် သူက ထာဝရအသက်ရှင်သွားလိမ့်မယ်။ဒါပြီးရင်တော့သူကလူပြည်ကိုပါတင်ပိုက်ပြီးတော့အုပ်ချုပ်မယ်။ဒါပေမဲ့မင်းကြောင့်ဒါရီဟာဖြစ်မလာတော့ဘူး။မင်းခုမင်းသမီးတန်နာကိုခေါ်သွားလို့ရပြီ။ဒါကမင်းတို့လူပြည်မဟုတ်ဘူး။ရုတ်တရက်ဝနာနဲ့တန်နာကအပင်အောက်ကို ရောက်သွားပါရဲ့။ နာကတန်နာကိုတော်မြစီခေါ်သွားတဲ့။ကောင်းလေငါပြောခဲ့တယ်မလားမင်းအိမ်မက ရိုးရိုးတာမန်အိမ်မမဟုတ်ဘူး။တခါတလေငါတို့အိမ်မကငါတို့ကိုအလုတ်ကြီးလှုပ်စေတယ်။ဝနာမင်းသမီးလေးကို သူ့ဖေးစီပို့လိုက်ပါ။အဲ့ဒီနောက်ဝနာကတန်နာကိုခေါ်ပြီးတော့မင်းကြီးစီကိုပို့လိုက်တယ်။မင်းသမီးလေးကသူ့ရဲ့အဖေကိုဝနာရဲ့ရဲစွမ်းတက်တီအကြောင်းပြောပြခဲ့ပါတယ်။မင်းကြီးကတော့ဝနာကိုပြုံးပြီးတော့ကြည်နေပါတယ်။ ငါကတော့လက်မြောက်အရှုံးပေးလိုက်တယ်။ဒီဘဝမှာငါသမီးလေးကိုနောက်ပယ်တော့မှမတွေ့ရတော့ဘူးလို့ထင်ခဲ့တာ။ဒါပေမဲ့မင်းကြောင့်ငါသမီးကိုပြန်ရလိုက်တယ်။ငါရဲ့သမီးကိုမင်းနဲ့ပဲအိမ်အောင်ချပေးမယ်။မင်းကိုလည်းငါတိုင်းပြည်ရဲ့ဘရင်ဖြစ်ကြီးညာပေးမယ်။နောက်ဆုံးမှာတော့ဝနာကမင်းသမီးလေးတန်နာနဲ့မင်္ဂလာဆောင်လိုက်ပြီးတော့ဘရင်ကြီးတပါးဖြစ်သွားပါတော့တယ်။ဟုတ်ကဲ့ပါ။ဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲเนาะ။ ုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်။